မင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာ10ရက်နေ့အတွက် People's Spring ရဲ့နေ့လယ်ခင်းတီနောက်ဆုံးရထားတဲ့ဤတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါအခုလက်ရှိမှာ American အစိုးရရန်တရားလဲပတ်မှုရပ်တန့်ပြီး shutdown ဖြစ်နေတာကိုပြန်ဖွင့်နိုင်ဖို့အတွက်အထက်လွှတ်တော်တွေမှာကနအူးသဘောတူညီမှုရရှိသွားပါပြီအစိုးရဘတ်ဂျက်တွေအတွက်အစီအမံတွေကို Democratic နဲ့ Republican နိုင်ငံရေးအင်အားစုတွေညှိနှိုင်းမှုအဆင်မပြေခဲ့တာကြောင့် October 1ရက်နေ့ကစပြီး အမေရိကန်အစိုးရရှတ်ဒေါင်းဖြစ်နေခဲ့တာပါ။ဂျာကအမေရိကန်သမိုင်းမှာအချိန်အကြာဆုံးရှတ်ဒေါင်းအနေနဲ့လဲမှတ်တမ်းဝင်ခဲ့ပါတယ်။အစိုးရရှတ်ဒေါင်းကာလအတွင်းဖက်ဒရယ်အစိုးရဝန်ထမ်းအများအပြားလောက်ခလာစာမရကြတာအလုပ်ခွင်ကနေခွင့်သက်မှတ်အနာပေးခံထားရတာတွေကြုံခဲ့ရပါတယ်။ပြီးတော့လေချောင်းထိန်းသိမ်းရေးမျှော်စေဝန်ထမ်းတွေအများအပြားကိုအနာပေးထားရတာကြောင့်လဲအမေရိကန်ကလေချောင်းပြန်တမ်းပြေးဆွဲမှုခရီးစဉ်တွေထောင်ထဲချီရပ်တန့်တာဆိုင်းငံ့ခံရတာနှောင့်နှေးတာတွေကြုံခဲ့ရပါတယ်။ ါပေမဲ့နိုဝင်ဘာ9ရက်မှာတော့အင်ဖြူတော့ဒီမိုကရက်တစ်နဲ့ Republican အထက်လွှတ်တော်အမတ်တချို့ဆွေးနွေးပြီးအ ਨੇ စုံရေဒိုကာလတစ်ခုလောက်ဖြစ်ဖြစ်အစိုးရရှက်တောင်းကို ပြန်ဖွင့်ထားနိုင်မဲ့သဘောတူညီမှုရရှိခဲ့ပါတယ်။ဒါကလည်း Republican အမတ်တချို့က American သမ္မတ Barack Obama လက်ထက်မှာစတင်မိတ်ဆက်ခဲ့တဲ့ကျမ်းမာရေးစောင့်ရှောက်မှုထောက်ပံ့ကြေးအစီအစဉ်တွေကိုဆက်လက်ခွင့်ပြုထားဖို့လက်ခံခဲ့တာကြောင့်လည်းပြည်လည်မှုရသွားတာပါ။အစကတော့ Republican တွေက ်သက်တမ်းကုန်ဆုံးနေပြီဖြစ်တဲ့အဲ့ဒီအစီအမံတွေကိုအစိုးရအသုံးစရိတ်အစ်စ်ထဲထည့်သွင်းဖို့ညှင်းဆိုတာကြောင့်ဒီမိုကရက်တစ်တွေနဲ့ညှိမရဖြစ်ခဲ့တာဖြစ်ပါတယ်။အခုရရှိတဲ့သဘောတူညီမှုအရ January 30ရက်အထိအစိုးရကိုအင်ပြအပြပြန်လည်ပတ်နိုင်အောင်နှစ်ဖက်စလုံးကလက်ခံပေးရမှာဖြစ်ပြီးအဲ့ဒီတော့တွင်အစိုးရဘတ်ဂျက်အစီအမံသစ်ကိုဆက်ပြီးတော့အခြေလဲညှိနှိုင်းကြမှာဖြစ်ပါတယ်။အစိုးရရှတ်ဒေါင်းကာလအဆုံးသတ်ဖို့အရန်နှီးဆက်သွားပြီဖြစ်ပေမဲ့ချက်ချင်းတော့အစိုးရရန်တရားကိုအလုံးစုံပြန်ဖွင့်နိုင်အောင်မှာမဟုတ်ပါဘူး။ အခုသတင်းပတ်ထဲမှာပါတီနှစ်ခုစလုံးကအစိုးရပြန်ဖွင့်လှစ်ရေးအလုတ်ဖြစ်နိုင်မယ့်အဆိုပြုချက်အသီးသီးကိုလွှတ်တော်နှစ်ရက်လုံးမှာတင်ပြကြပါမယ်လွှတ်တော်ခေါင်းဆောင်တွေကတော့ရှတ်ဒေါင်းဟာကျေးဇူးတော်နေ့ရုံးပိတ်ရက်ကာလလောက်ကြာရင်ပြီးဆုံးနှစ်ပြီးသားဖြစ်လိမ့်မယ်လို့ခန့်မှန်းကြပါတယ်ကျေးဇူးတော်နေ့ဆိုတာကနိုဝင်ဘာ29ရက်နေ့မှာကြာရောက်မှာပါအိုဘားမားခဲလို့ခေါ်လိရှိပြီးအခုခါတက်တန်းကုံဆုံးတော်မယ်ကျမ်းမာရေးဆောင်ရှားမှုအစီအမံကိုတက်တန်းတိုးတဲ့မတိုးတဲ့ဆိုတဲ့အပေါ်ဒီဇင်ဘာဒုတိယပတ်မှာ အထက်လွှတ်တော်ကမဲပေးဆုံးဖြတ်ပါမယ်။အဲ့ဒီခါ Republican အမတ်တချို့က Democratic တွေနဲ့အတူထောက်ခံမဲပေးပါမယ်လို့ကန့်လန့်ထားပေမဲ့လိုအပ်တဲ့မဲအရေးအတွက်ရမရဆိုတာတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ Republican အမတ်၈ဦးထံမှလည်းက Obama ခဲကိုတက်တန်းတိုးပေးရေးသမ္မတ Donald Trump ရဲ့အစိုးရက Federal ဝန်ထမ်းအများအပြားကိုအလုပ်ထုတ်နေတဲ့ကိစ္စတွေကိုပြန်လည်ပြင်ဆင်ရေးစတဲ့ Democratic တွေဘက်ကတောင်းဆိုမှုတွေကိုလက်ခံညှိနှိုင်းပေးဖို့သဘောတူထားကြပါတယ်။ အပြန်လှန်နေတဲ့ Democratic Party ဝင်တချို့ကလည်း Republican Party ဥဆောင်တဲ့အစိုးရရန်တရားတွေပြန်လည်ပတ်နိုင်ရေးအကူအညီပေးဖို့မီးစိမ်းပြလာခဲ့တာပါတကယ်လို့လာမယ့်ကြပိုင်းအတွင်းလွှတ်တော်မှာထပ်ပြီးတင်သွင်းကြမယ့်အစိုးရဘတ်ဂျက်အစိုးပြုချက်တွေအောင်မြင်အထမြောက်သွားရင်တော့အစိုးရရှက်တောင်းကိုအဆုံးသတ်နိုင်မှာဖြစ်ပါတယ်လုံထုံးလုံဒီအရာတော့ဒီအဆင့်တွေကရက်ပိုင်းလောက်ထပ်ပြီးအချိန်ယူရပွဲရှိပါတယ်စောပိုင်းကလေးကအထက်လွှတ်တော်ရဲ့နှစ်ဖက်ပါတီအမတ်တွေက ရှတ်ဒေါင်းကာလကိုကျေးဇူးတော်နေ့မတိုင်ခင်အပြီးသက်နိုင်ဖို့မျှော်လင့်ကြောင်းပြောကြားထားပါတယ်ရှင်။ကမ္ဘောဒီးယားနဲ့နေဆက်မှာဖြန့်ကျက်ထားတဲ့လက်နက်ကြီးစနစ်တွေကိုပြန်လည်ဖြုတ်ယူသိမ်းဆည်းနေကြောင်းထိုင်းစစ်တပ်ကအတည်ပြုခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကဇူလိုင်လကုန်ပိုင်းမှာနေဆက်အငင်းပွားမှုကိုအကြောင်းပြုပြီးစစ်ဖြစ်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့လမှာတော့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ရင်းနှစ်နိုင်ငံခေါင်းဆောင်တွေကငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီစာချုပ်အရာ နှစ်ဖက်စလုံးဟာစစ်ကာလအတွင်းနေဆက်မှာဖြန့်ကျက်ခဲ့တဲ့လက်နက်ကြီးတွေကိုဖြုတ်ယူသိမ်းဆီးပေးရမှာဖြစ်တယ်လို့နေဆက်မှာမိုင်းရှင်းလင်းရေးတွေလုပ်ဖို့လည်းသဘောတူထားခဲ့ပါတယ်။ထိုင်းသတင်းဌာနသတင်းရှင်းရဲ့ဖော်ပြချက်အရပြီးခဲ့တဲ့သတင်းပတ်ကောင်မှာထိုင်းစစ်တပ်ကစီဆာကတ်နဲ့ဆူရင်ရှေ့တန်းစစ်မြေပြင်တွေမှာဖြန့်ကျက်ထားခဲ့တဲ့ SR4 အတွဲလိုက်ပြတုံးကြီးစနစ်၄ခုကိုပြန်လည်ဖြုတ်ယူသိမ်းဆီးပြီးနက်ခွန်ရချာစီမာမာရှိနေတဲ့ပြုပြင်ထိန်းသိမ်းရေးစစ်စခန်းစီပို့ဆောင်ထားကြောင်းသိရတာပါ။ ထိုင်းစစ်တပ်ရဲ့လက်နက်ကြီးတွေဖယ်ရှားဖြုတ်ယူမှုကိုအာဆီယံကတာဝန်ပေးထားတဲ့အဖွဲ့တွေစောင့်ကြည့်ပေးနေခဲ့ပါတယ်။လက်နက်ကြီးတွေပြောင်းရွှေ့မှုကိုနှစ်သုတ်ခွဲလှုပ်ဆောင်ခဲ့ပြီးရီမန်းထားရနောက်တန်းစကန်စီအမှားရင်မရှိပို့ဆောင်နိုင်ခဲ့ကြောင်းဒနေရှင်းကဆိုပါတယ်။ကမ္ဘောဒီးယားဘက်မှာလည်းစစ်တပ်ကလက်နက်ကြီးတွေကိုဖြုတ်ယူနေဆဲဖြစ်ပြီးအာဆီယံကအဲ့ဒီလုပ်ငန်းစဉ်ကိုအကဲခတ်စောင့်ကြည့်နေပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားကနေဆက်စစ်ပွဲဟာဇူလိုင်24ကနေ28ရက်နေ့ထိဖြစ်ပွားခဲ့ပြီး အဲ့ဒီနောက်မှာတော့အပြစ်ရသဘောတူညီမှုရရှိခဲ့ပါတယ်။တူတောင်းပေမဲ့ပြင်းထန်ခဲ့တဲ့လက်နက်ကင်ပရိပခအတွင်းနှစ်ဖက်ကြားမှာအရသားတွေအပါအဝင်ဒါဇင်နဲ့ချီတေဆုံးမှုတွေရှိခဲ့တယ်လို့လူပေါင်းနှစ်သိန်းဝန်းကျင်လောက်နေရဆွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်ရှင်။ဆက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာပါ။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ရဲ့စိုးမိုးနယ်မြေတွေဖြစ်တဲ့မတရားဆင့်ကူးတဲ့တပိတ်ချင်းမြို့နယ်တွေမှာတိုက်ပွဲတွေပိုပြင်းထန်လာနိုင်လို့ပြည်သူတွေကြိုတင်ပြင်ဆင်ထားကြဖို့ ဒီနှစ်နိုဝင်ဘာ10ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အာနာသိန်းစကောင်စီကဒီနှစ်ကုန်နဲ့နောက်နှစ်ဆန်းမှာရွေးကောက်ပွဲတွေကိုအပိုင်းလိုက်လုပ်ဖို့ဆောင်ရွက်နေပါတယ်။အဲ့ဒီကာလမတိုင်ခင်မှာတာလွန်အင်အားအများပြားသုံးပြီးတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်စိုးမိုးနယ်မြေတွေကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းမန္တလေး PDF ကအသိပေးပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့တရားမဝင် အတူအောင်ရွေးကောက်ပွဲအထမပြုလုပ်ဖို့ဆောင်ရွက်နေတယ်လို့မန္တလေး PDF ကဖော်ပြပါတယ်။ မန္တလေး PDF ရဲ့လှုပ်ရှားစုမှုရနယ်မြေတွေဖြစ်တဲ့မတရားဆင့်ကူးတဲ့တပိတ်ချင်းမြို့နယ်တွေကလည်းအာဏာသိမ်းစစ်ကောင်စီရွေးကောက်ပွဲလုပ်ဖို့ရာထားတဲ့မြို့နယ်တွေစည်ရင်းမှာပါဝင်နေတယ်လို့ဆိုပါတယ်။လက်ရှိမတရားဆင့်ကူးတဲ့တပိတ်ချင်းမြို့နယ်တွေမှာတနေ့ထက်တနေ့စစ်ရေးတိုက်ပွဲတွေပိုပြင်းထန်လာနေပါတယ်။ဒါကြောင့်အဲ့ဒီဒေသတွင်းကပြည်သူတွေအနေနဲ့တိုက်ပွဲတွင်ကြုံရနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ကြဖို့နဲ့ဘေးအန္တရာယ်ကင်းအောင်လိုအပ်တဲ့အစီအမံတွေလှုပ်ဆောင်ထားဖို့ မန္တလေး PDF ကအမြင့်တာရက်ခံတိုက်တွန်းပါတယ်မန္တလေး PDF ကအာနာသိန်းစစ်ကောင်စီရဲ့လက်ရှိထိုးစစ်ကိုကိုစွမ်းညံစွမ်းရှိသမျှဆက်လက်ခုခံကာကွယ်သွားမှာဖြစ်ကြောင်းပြည်သူတော်လှန်ရေးကြီးရဲ့အဆုံးသက်ပန်းတိုင်ကိုရောက်သည့်အထိမဆုံမနစ်ဆက်လက်ချီတက်သွားမယ်လို့မန္တလေး PDF ကအသိပေးထားတာပါအာနာသိန်းစစ်တပ်ကရွေးကောက်ပွဲအတွက်စိုးမိုးနယ်မြေတွေပြန်ရယူနိုင်ဖို့ထိုးစစ်စင်တာတွေကိုမြေပြတ်နဲ့ချင်းပြည်နယ်ဘက်ဥတီလှုပ်ဆောင်နေကြောင်းချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူစလိုင်းရောမန်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာပြောထားပါတယ်အထူးသဖြင့်ချင်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာစစ်အင်အားထောင်ချီအုံပြုထိုးစစ်ဆင်နေတာဖြစ်ကြောင်းအသိပေးပါတယ်စစ်ကောင်စီဟာရှမ်းမြောက်မှာအပြစ်ရစဲရေးဖော်ဆောင်ပြီးတဲ့နောက်မြေပြတ်နဲ့ချင်းပြည်နယ်ကိုထိုးစစ်အရှိန်မြင့်လှုပ်ဆောင်နေတာနဲ့ရခိုင်ကချင်ပြည်နယ်အပါအဝင်နိုင်ငံတော်လေကြောင်းစစ်ဆင်ရေးအရှိန်မြင့်လှုပ်ဆောင်နေတယ်လို့တော်လှန်ရေးအင်အားစုတွေကပြောကြားထားပါတယ်ရှင် တရင်ပြည်နယ်၄ကီကောဒေသမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ရဲ့တပ်မ22စစ်ကြောင်းကတပ်သား2ဦးကော့ဘရာစစ်ကြောင်းစီအလင်းဝင်လာပါတယ်။အဲ့ဒီတပ်သား2ဦးကလက်နက်တွေယူလာပြီးကင်းကြနေချိန်ထွက်ပြေးလာတာလို့တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။လက်နက်နဲ့တကွာအလင်းဝင်လာတဲ့တပ်မ22ကတပ်သား2ဦးကိုပူပေါင်းစစ်ဆင်ရေးမှူးဗိုလ်မှူးသူရစောတာဘော်ကကြက်သိန်း30စီချင်းမြဲပေးလိုက်တယ်လို့သိရတာပါ။၄ကီကောမျိုးစီစစ်ကြောင်းထိုးနေတဲ့တပ်မ22ဟာ အထိနာပြီးအများအပြားသိဆုံးနေတယ်လို့ဒေသရင်းစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။စက်တင်ဘာ23ရက်ကစလို့တမ22လက်အောက်ခံတပ်ရင်းတွေကို3ရင်း W ဟာဖွဲ့ပြီး view ဟာ3ခုနဲ့4ကီကောဒေသစီစစ်ကြောင်းထိုးတိုက်ခိုက်နေတာပါ။ view ဟာ221 222 223ဆိုတဲ့3 view ဟာနဲ့ W ဟာကိုအင်အား400ကျော်ပါပြီးစုစုပေါင်းအင်အား1200နဲ့စစ်ကြောင်းထိုးလာတာလို့ဗိုလ်မှူးသူရစောတာဘောက People Spring ကိုပြောထားပါတယ်။ ိုက်ပွဲတွေရက်ဆက်ပြင်းထန်နေတဲ့လေးကေကောင်ဒေသအတွင်းပြီးခဲ့တဲ့အောက်တိုဘာ31ရက်ကရသေးကူအနီးမှာတမ22လောက်ခန့်ခမာယာ200ကိုတရင်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာခမာယာ200ကိုတရင်အထိနာလို့ပြန်ဆုတ်သွားရပြီးအလောင်းတွေနဲ့ခဲယမ်းတွေအများပြားကျန်ခဲ့တယ်လို့တော်လှန်ရေးရဲဘော်နဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။လေးကေကောင်ဒေသမှာပြီးခဲ့တဲ့တလကျော်အတွင်းစစ်ကောင်စီတပ်ဘက်ကဒုတရင်မှုတအူအပါအဝင်150ခန့်တေဆုံးပြီး 200ခန့်ဒဏ်ရာရထားတယ်လို့ပူပေါင်းစစ်စင်ရင်မူစောတာဘောကပြောထားပါတယ်စစ်တပ်ဟာ၄ကီကောဒေတာတိုက်ပွဲအတွင်းစစ်မှုတန်းဥပဒေနဲ့ခေါ်လာတဲ့တပ်သားတွေကိုအများဆုံးတုံးထားတယ်လို့လဲဘုံမူသူရစောတာဘောကပြောပါတယ်ရှင်